တောင်စုတန်မှာကုလသမဂ္ဂရဟယင်သစဉ်အပြစ်ချခံရလို့အများပြားသိဆုံးတောင်စုတန်နိုင်ငံမှာအစိုးရတပ်တွေကကဲထုတ်ဖို့ကြိုးပမ်းတဲ့ကုလသမဂ္ဂရဟယင်သစဉ်အပြစ်ချခံရလို့လူအများပြားသိဆုံးခဲ့တယ်လို့ကုလသမဂ္ဂကပြောပါတယ်။နိုင်မြင့်အထက်ပိုင်းပြည်နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းကဲထုတ်ရေးကြိုးပမ်းမှုမှာကုလသမဂ္ဂဝန်ထမ်းတယောက်လည်းသိဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်ဒန်ရရဆူဒန်ထိပ်တန်းစစ်ဗိုလ်ချုပ်တရောင်းနဲ့အခြားသက်ဖွဲ့ဝင်အများပြားတည်ဆောင်းခဲ့ပါလိမ့်။ယဟန်ရင်တိုက်ခိုက်ခံရမှုဟာစီအဲဆဝမှုဖြစ်နိုင်တယ်လို့ကုလသမဂ္ဂကပြောပါလိမ့်။တိုက်ခိုက်မှုအတွင်းတောင်ဆူဒန်စစ်သား28ရောက်တည်ဆောင်းခဲ့တယ်လို့ပြန်ကြားရေးဝန်ကြီးကိုကိုးကားပြီးရိုက်တာသတင်းဌာနကဖော်ပြထားပါလိမ့်။ နိုင်မြင့်အထက်ပိုင်းမှာရက်သက်သက်ပတ်များစွာတိုက်ပွဲတွေဖြစ်ပွားနေတာဟာသဘောထားကွဲလွဲနေတဲ့တမရဂီယာနဲ့ဒုတိယတမရမာချာတို့အကြားခိုင်မာတဲ့ငြင်းချမ်းရေးသဘောတူညီချက်ကိုချင်းချောင်းနေပါတယ်။သူတို့နှစ်ယောက်ကြားသဘောထားကွဲလွဲမှုဟာ2013ခုနှစ်မှာ9နှစ်ကြာပြည့်တဲ့စစ်အစပြုခဲ့ပါတယ်။ပဋိပက္ခအတွင်းလူပေါင်း၄သိန်းတည်ဆုံးပြီးနှစ်သက်တမ5သန်းကျော်ဦးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။2018ခုနှစ်မှာငြင်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပေမဲ့ နှစ်ဖက်သက်တင်နေမဟာမိတ်အဖွဲ့တွေတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။